ပဒေရှနာစနစ်သည်ရင်မောင်းသူအားတိကျမှန်ကန်တဲ့ဂီယာထဲချုံမှုနဲ့အတူပုံမကောင်းမွန်တဲ့မောင်းနှင်မှုအတွေ့အကြုံကိုပေးဆွဲမဲ့စနစ်တစ်ခုဖြစ်ပါတယ်။တရားရင်ဝိပယ်ပချမ်းမှာရှိတဲ့အနှုတ်လက္ခဏာပဒေရှနာကိုဆွဲလိုက်တဲ့အခါဂီယာစနစ်ကိုအနှိမ်ဂီယာသို့ပြောင်းလဲပေးမှာဖြစ်ပြီးတရားရင်ဝိညာဉ်ပချမ်းမှာရှိတဲ့အပေါင်းလက္ခဏာပဒေရှနာကိုဆွဲလိုက်ပါကဂီယာစနစ်ကိုအမြင့်ဂီယာသို့ပြောင်းလဲပေးမှာဖြစ်ပါတယ်။ရွေးချယ်သားဒီဂီယာစနစ်လိုက် drive mode တို့မှာဟော sport mode တို့ကို infotainment screen တွင်ပြသပေးမှာဖြစ်ပြီး မန်နူရမှုကိုသုံးမှုနေပါက M အခရာနဲ့အတူရောက်ရှိနေသည့်ဂီယာနံပါတ်ကိုပြသပေးမှာဖြစ်ပါတယ်။ Drive mode ဖြင့်မောင်းနေနေစဉ်ပတ်တဲရှတာကိုသုံးလိုက်သည်နှင့်မန်နူရဂီယာစနစ်ကိုယာယီပြောင်းလဲသွားမှာဖြစ်ပြီးအထူးသဖြင့်တောင်စွန်းလမ်းများတွင် Down shutter ခလုတ်ဖြင့်ဂီယာချော့ချပြီး engine brake ဖမ်းအားမြင့်တင်ခြင်းအတွက်အလွန်အသုံးဝင်ပါတယ်။ Sport mode ကိုရွေးချယ်ထားပါကဂီယာစနစ်လုံဆောင်သများကိုပုံမကောင်းမွန်စေပြီးရင်မောင်းလို့စေတိုင်းကြဂီယာကိုအတင်းအချအချိန်များစွာပြုလုပ်၍မောင်းနေနိုင်မှာဖြစ်ပါတယ်။ ကားချိန်မြင့်တင်နေစဉ်အင်ဂျင်ချိန်ပြတစ်ခုမီတာတည်း Reliant တို့ရောက်ရှိလာပါကအင်ဂျင်အချိန်လွန်ခဲ့ခြင်းမှကာကွယ်ရန်ဂီယာအမြင့်တို့အလိုလျောက်ပြောင်းလဲပေးမှာဖြစ်ပါတယ်အကယ်၍ပတ်ဒက်ရှင်တာများကိုအသုံးပြုပြီးအင်ဂျင်အချိန်အရန်နိုင်သွားစေမဲ့သို့မဟုတ်အရန်မြင့်သွားစေမဲ့ဂီယာနံပါတ်တစ်ခုကိုရွေးချယ်မိပါကဂီယာနံပါတ်အချက်ပြမီလေးမှိတ်တုံးမှိတ်တုံးလင်းလာမှာပဲဖြစ်ပါတယ်ဒါကြောင့်ဂီယာမြင့်ကိုပြောင်းမယ်ဆိုရင်အင်ဂျင်အချိန်ကိုအနည်းငယ်တင်ပေးပြီး ဒီဟာအနိုင်ကိုပြောင်းမယ်ဆိုရင်တော့အင်ဂျင်ရှင်ကိုအနိုင်ငယ်ချော့ချပေးရမှာဖြစ်ပါတယ်။